မိတ်ဆွေရဲ့ iPhone ပျောက်သွားခဲ့ရင် message လေးတစ်စောင်ပို့လိုက်ရုံနဲ့ပြန်ရှာလို့ရတယ်ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ပါတယ်ကျွန်တော်ပြောတဲ့အချက်လေးတွေကိုပြင်ဆင်ထားမယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းပျောက်သွားခဲ့ရင်တီနေရာရော information တွေရောအကုန်လုံးကိုကြည့်လို့ရတယ်ဆိုတာသိကြပါတယ်ဆိုတော့ပြပါမယ်နော်ဆိုအရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ပြင်ဆင်ထားရမှာဒီမှာ Shortcut ဆိုတဲ့ app လေးရှိပါတယ်။ Python ကိုဝင်ပြောလို့ရှိရင်ဒီမှာ new လေးကိုခေါ်ပါတော့ new ခေါ်လိုက်မယ်ပြောလို့ရှိရင်ဒီမှာဘာရရအောင်လဲဆိုရင်ကျွန်တော်တို့ wifi ဒီမှာ sas wlan ဆိုလေးရှိရပါတော့အဲ့ဒါလေးကကျွန်တော်တို့ဒီမှာ on ထားရပါမယ်နော်ဆိုတော့ပြီးသွားရင်နောက်ထပ်တစ်ခုအနေနဲ့အာကျွန်တော် cellular data ပေါ့နော် sas cellular data အဲ့ဒါလေးကိုလည်းကျွန်တော်တို့ on ထားရပါမယ်ပြီးသွားရင်နောက်ထပ်တစ်ခုက gps ပေါ့နော်ကျွန်တော်တို့ location ကိုသိနိုင်ဖို့အတွက်ဒီမှာ get current location ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီဘက် arrow လေးကိုဖွင့်ပြီးသွားရင် ဒီနေရာမှာကျွန်တော်တို့ bus ဆိုတာလေးကိုရွှေ့ပြရပါမယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အော်ဖုန်းကပျောက်သွားခဲ့ရဆိုရင်တော့ကျွန်တော်တို့ message လေးတစောင်းပို့လိုက်ရုံနဲ့ defunction လေးအကုန်လုံးလုံးမှာဖြစ်ပါတယ်။ wifi ပွင့်သွားမယ်ပြီးတော့ data internet data ပွင့်သွားမယ်ပြီးတော့ location သိရမယ်။ဆိုတော့ GPS ပွင့်သွားမယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုကဖုန်းကို internet သူပိတ်လို့မရအောင်ဒီ control center ပေါ့နော် control center ကိုဆွဲချလို့မရအောင်လို့တော့ဒါပြင်ဆင်ထားဖို့လိုပါတယ်။နောက်တစ်ခုက ဖုန်းပျောက်သွားပြီးခိုးခံရပြီဆိုလို့ရှိရင်အများစုကဆင်ကတ်ထုတ်ပြတတ်ကြပါတယ်။ဒါဆိုရင်ဆင်ကတ်ထုတ်လို့မရအောင်ကျွန်တော်တို့ကဒီအချက်က eSIM 3ပေါ့နော် eSIM 3ရင်ကျွန်တော်တို့ဆင်ကတ်ထုတ်လို့မရပါဘူး။ဒါဆိုရင်ကျွန်တော်တို့ဒီအချက်တွေနဲ့ဖုန်းပြန်ရှာလို့ရပါပြီ။ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့စေးလိုက်မယ်။ပြီးတော့ရင် automation ကိုတော့ automation မှာ new ကိုခေါ်လိုက်ပေါ့နော်။ဒီမှာကျွန်တော်တို့က message ကိုရွေးခဲ့မယ်။ message ကိုရွေးမယ်ဆိုရင်သူက အာဒီမှာ center ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ် phone number ကပို့มาလဲဆိုတော့ကြိုပြီးသတ်မှတ်ထားပြလို့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကတော့မိသားစုဝင်တယောက်ယောက်ရဲ့ phone number ဖြစ်စေကိုယ့်ရဲ့မိတ်ဆွေတယောက်ရဲ့ phone number ဖြစ်စေထည့်ထားခဲ့လို့ရပါတယ်။ဒါဆိုကျွန်တော်ကတော့ဒီမှာကျွန်တော် contact ထဲက number တစ်ခုထည့်လိုက်မယ်เนาะ။ဆိုတော့ပြီးရင်ဒီမှာ message container မှာကျတော့ကျွန်တော်တို့ပြင်ဆင်ထားလို့ရပါတယ်။ဒီနေရာမှာဘလို့စာသားပို့มาလဲပေါ့เนาะ။ဆိုရင်အဲ့ဒီစာသားပို့မှပဲ defunction တွေကအလုံးလုံးမှာပါ။ဒါဆိုရင်ကျွန်တော်တို့က find ဆိုတာလေးကို ထည့်ခဲ့ပါမယ်ပြီးွားရင်ဒီမှာ confirm မတောင်းအောင်လို့ run intermediate ကိုကျွန်တော်ရွေးထားပါမယ်ဆိုပြီး next လို့လိုက် next လို့လိုက်ပြီးွားရင်သူကအော်ဘယ်ဟာနဲ့ RAM မှာလဲပေါ့နော်ဘာတွေ RAM မှာလဲဆိုတော့ခုနကတော့ကျွန်တော်တို့ဒီမှာရွေးပြခဲ့တဲ့ cut current location ဆိုတဲ့ဟာလေးရှိပါတယ် shortcut ထဲကအဲ့ဒါလေးကိုကျွန်တော်ရွေးပြလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့အချက်တွေအကုန်လုံးကိုင်းကြည့်ပြီဆိုရင်ဆိုတော့ down လိုက်ရင်ဒါဆိုရင်ရပါပြီဒါဆိုရင်ခုနကတော့ကျွန်တော်တို့ပေးခဲ့တဲ့ contact ထဲက ဒီဖုန်းနံပါတ်ကနေပြီးတော့ဒီဖုန်းကို message ခုနကတော့ find ဆိုတဲ့ message လေးပို့လိုက်တာ ਨੇ ဒီရဲ့ location နေပြီးတော့ internet data wifi အကုန်လုံးက auto ပွင့်သွားမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့က iCloud သို့မဟုတ် find device တစ်ခုခုကနေပြီးတော့ကျွန်တော်သူ့ရဲ့ဖုန်းရဲ့ location ကိုလိုက်ရှာလို့ရပါပြီဒါမှမဟုတ် data လမ်းဖြတ်တာဖြစ်စေအကုန်လုံးလုပ်လို့ရပါပြီဆိုတော့ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် ောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်